အားလုံးပဲမင်္ဂလာပါ share ပေးချင်တာလေးက2025မှာ Facebook page မဖြတ်တတ်တဲ့ message တင်ကြခြင်းများအတွက် Facebook account ဖြန့်နည်းကိုကျွန်တော် share ပေးချင်ပါတယ်။မသိရသေးတဲ့ message တင်ကြခြင်းများအတွက် share ပေးခြင်းဖြစ်ပါတယ်ဗျ။ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ ဖြတ်ချင်တဲ့ Facebook account page ကိုကျွန်တော်တို့သွားပါမယ်။သွားပြီဆိုရင်မိတ်ဆွေတို့ရဲ့ page ရှိတဲ့နေရာမိတ်ဆွေတို့ဝင်လိုက်ပါ။ဝင်ပေးပြီးသူ့မှာလဲကျွန်တော်တို့အနေနဲ့ setting ရှိပါတယ်ဘယ် setting လဲဆိုရင်ကျွန်တော်တို့ဒီမှာအဆက်3.4တစ်ချက် နှိပ်ပေးလိုက်ပါဗျအလိုင်းသွင်းလိုက်ကျွန်တော်တို့ profile ပုံအဝိုင်းလေးနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့အပေါ်က setting ကိုပဲသွားသွားအောက်က setting ကိုပဲသွားသွားမိတ်ဆွေတို့ကြိုက်နေတက်တက် setting တွေကိုတစ်ချက်သွားလိုက်ပါကျွန်တော်ကတော့အောက်က setting ကိုပဲတစ်ချက်နှိပ်လိုက်ပါမယ်ဆက်သွားလေးဒီကိုဆက်သွားလေးရောက်ရင်ကျွန်တော်တို့အပေါ်ကိုဆက်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ် ။ဒါပြီးရင်ကျွန်တော်တို့အပေါ်ကိုနည်းနည်းလေးဆွဲတင်ပေးလိုက်ပါဗျ။ကျွန်တော်တို့အနေနဲ့ဒီမှာအကောင့်အန်ကွန်ထရိုးဆိုတာရှိပါတယ်။ကျွန်တော်တို့ဟိုအရင်တုန်းက Facebook တွေနဲ့မတူပါဘူး။ကျွန်တော်တို့ဟိုအရင်တော့ Facebook တွေတော့ဖြန့်နည်းရှိပါတယ်။ဒါပေမဲ့ဒီနည်းနဲ့မတူပါဘူး။နည်းနည်းလေးတော့လွဲတယ်ဗျ၊ကွဲတယ်ဗျ။ဒါ2025ကျွန်တော်တို့ update Facebook အစ်စ်ပါအဲ့ဒီ account အကျွန်တော်တို့ control ကိုတစ်ချက်နေလိုက်ပါ နေပြီဆိုရင်ကျွန်တော်တခါတည်းကိုတက်ရောက်ပါတယ်ကျွန်တော်ဒီမှာအကောက်ဖြတ်မလားမစ်ရှီတို့ကအကောက်ကိုမဖြတ်သေးဘူးခဏတိမ့်ထားမလားဆိုတာဒီမှာခဏတိမ့်ထားလို့လည်းရတယ်မဖြတ်သေးဘူးမစ်ရှီတို့ကစိတ်ကူးပေါက်လို့ပြန်ယူခြင်းမယ်ဆိုလဲကျွန်တော်တို့ပြန်ယူလို့ရတဲ့နေရာမှာအဲ့ဒီအဝိုင်း၃ဝိုင်းပါအဲ့ဒါလေးပါကျွန်တော်တို့ကအကောက်ကိုအပီးပိုင်းဖြတ်မှဖြစ်တဲ့အတွက်အောက်ဆုံးကနေရာကိုတစ်ချက် delete page ကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ် तभी आपका चैनल कंटिन्यू उठ छे सेट नहीं मिले भैया तभी ကျွန်တော်ကဘာကြောင့်ဖြတ်တာလဲသူမေးပါတယ်ကျွန်တော်တို့ဘာကြောင့်မဖြစ်ဖြစ်ပေါ့ကမကြိုက်လို့ဖြတ်တာပေါ့ဒါဆိုရင်ကျွန်တော်တို့အောက်က continue နှိပ်လို့လည်းရပါတယ်မိမိတို့နည်းနည်းမှဖတ်ပြီးတော့ကျွန်တော်တို့သူ့ရဲ့အမေးလေးကိုလည်းဖြေပြီးလို့လည်းရပါတယ်မဖြေဘူးဆိုရင်ကျွန်တော်တို့ရပါတယ်ကျွန်တော်ကမဖြေတော့ပါဘူး continue ပဲ ဆက်နှိပ်လိုက်ပါမယ်။ဒါပြီးရင်ကျွန်တော်တို့ဒီမှာမိမိတို့ရဲ့ဗီဒီယိုတွေတပ်ပုံတွေစသဖြင့်တင်ထားတာရှိခဲ့ရင်ကျွန်တော်တို့ဒေါင်းလုဒ်ဆွဲယူလို့ရတယ်လို့သူပြောတာပဲ။ကျွန်တော်ကတော့မဆွဲတော့ပါဘူးပြ။အောက်ကကွန်တန့်တွေကိုပဲတခါတည်းဖြတ်မှာဖြစ်တဲ့အတွက်နှိပ်လိုက်ပါမယ်။အပြင်မိတ်ဆွေတို့ရဲ့ personal favor ဖြစ်တဲ့ password ကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်။တစ်ချက်ထည့်ပေးလိုက်ပါ။ထည့်ပေးပြီးရင်ကျွန်တော်တို့အောက်က content ကိုနှိပ်ပေးလိုက်ပါဗျ။ဒါဆိုရင်ကျွန်တော်တို့အောက်က delete page ကိုရောက်ပါပြီ။ကျွန်တော်တို့ရ30စောင့်ရမလို့ပါဘူး။တခါလဲချက်ချင်းပြတ်မှာပါ။ကျွန်တော်သူမေးပါလဲရ30ပြည့်ရင်မှပြတ်မယ်လို့ပြောတယ်။ဒါပေမဲ့ရ30စောင့်ရမလို့ပါဘူး။ကျွန်တော်ဖြတ်နေရ ကျက်30စောင့်ရမလို့ပဲတခါလဲပေ့ကို အပီးပိုင် ဖြတ်တဲ့နီးဖြစ်ပါတယ်ဗျတလီပေ့ကိုနှိမ့်လိုက်ပါပြီခဏစောင့်ပြလိုက်ပါကျွန်တော်တို့ခဏစာမှုကြီးဒီမှာအဝိုင်းသုံးဝိုင်းမှာရှိသေးတာတစ်ချက်နေပါမရှိတော့ပါဘူးကိုလိုတော့တော့သူရှိနေပါသေးတယ်ကျွန်တော်တို့ Facebook ကိုရှိမရှိကျွန်တော်တို့ဘတ်ဆုပ်မယ်ဘတ်ဆုပ်ပြီးတော့ဒီကောင်းလေးအကောင်လုံးဖြေးလိုက်မယ် ျွန်တော်ပြစ်လိုက်ပါဘောဗျာ PP နည်းနည်းလေး Facebook ကို Studio တစ်ချက်နေပါ Studio နေပြီးအောက်ကအကောင့်လေးကိုတစ်ချက်နေလိုက်ပါကျွန်တော်တို့ Clear Check ကလေးကိုပဲတစ်ချက်နေရပါ Clear Data ကတော့ကျွန်တော်တို့နှိပ်ချင်လဲရပါတယ်မနှိပ်ချင်လဲရပါ Clear Data နှိပ်လိုက်မှဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ Facebook အကောင့်အကုန်လုံးဒါ ြက်မှာတော့မဟုတ်ပါဘူးဒါပေမဲ့အတစ်ကနေစဝင်ပေးရမှာဖြစ်ပါတယ်တန်ရှင်းရအကုန်လောက်ပြီးသားဖြစ်တာပေါ့ဗျာဒါမိတ်ဆွေလို့ဆိုပေါ့ပါကျွန်တော်ကတော့အောက်ကကောင်ပဲနှိပ်ပေးလိုက်ပါပြီနှိပ်ပေးပြီးရပြီဘက်ဆိုးလိုက်မယ်ဘက်ဆိုးပြီးပြန်ထုတ်လိုက်မယ်ကျွန်တော်တို့ခဏစောက်ပြီးတော့ပြန်ဖွင့်ကြည့်လိုက်မယ်မရှိတော့ပါဘူးကျွန်တော်တို့ဒီမှာဒီနေရာမှာတစ်ချက်ကြည့်လိုက်ပါကျွန်တော်တို့ ကျွန်တော်အနေနဲ့ပြရှိရင်ကျွန်တော်ဒီမှာပြနေပါတယ်ဒီကောင်လေးကခဏလေးမို့ပါကျွန်တော်တို့ချက်ချင်း7မိနစ်15မိနစ်လောက်ဆိုသူပျောက်ပါတယ်ကျွန်တော်တို့ဒီမှာတစ်ချက်ပြနေချင်းခဏသူကသူ့ရဲ့အော်တိုကကျွန်တော်တို့ဒီနေရာမှာပေးရတဲ့ချက်ဝင်ကြည့်ရင်မိမိတို့ရဲ့စောစောအကောက်ရှိသေးတာကျွန်တော်ပြန်ကြည့်ပါမယ်တကယ်လို့ရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့အပေါ်မှာစီတန်းနေပါပါကျွန်တော်တို့ကမရှိတော့တာဖြစ်တဲ့အတွက်အဆင်ပြေသွားပါပြီ ားလုံးဒီနေ့လေးတိုင်းမရှိလို့ရမလို့ရှင်နဲ့မသုံးတော့တဲ့ပေအဟောင်းများဖြတ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် personally youtube channel မှာမရှိတဲ့ငယ်ချင်းအားလုံးကိုကျေးဇူးလိုက်ပါတယ်ဗျာ